ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့အနေနဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Vita Osimhen နဲ့ပတ်သက်ပြီးတော့ဒီ Athletic ရဲ့ Lorry Winterway ကနေပြောထားတဲ့ report လေးကျွန်တော်ရှိတယ်အဲ့ဒါလေးကျွန်တော်ကြည့်ကြည့်အောင်ပါဆိုတော့အဲ့ဒီမတိုင်ခင်မှာတော့ဗောနော်ကျွန်တော်ဒီ Italian outlet တစ်ခုပြည့်တဲ့ဒါ Gazzetta dello Sport ကနေပြီး report လုပ်ထားတာရှိတယ် မန်ချက်စတာယူနိုက်တက်ကတိုက်စစ်ကစားသမားဖြစ်တဲ့ဗစ်တာအူစီမန်ကိုရဖို့အတွက်ကစားသမားဖြစ်သူရဲ့စာချုပ်ပါယိုကြီးပေါင်63တန်းကိုပေးသွားဖို့အတွက်အစင်သင့်ပဲပေါ့နော်ဆိုတော့ဒါကတော့ထားပါတော့ဘယ်လိုပြောမလဲသတင်းညီကတော့ဗျာနော်63တန်းပေးဖို့အစင်သင့်ရှိတယ်တို့65တန်းပေးဖို့ဟူလူကိုအစင်သင့်ရှိတယ်တို့ဘာညာလို့ဆိုတာဘူးကတော့ကျွန်တော်ပြည်သက်ဒီခဏတိုင်းကြားနေရမှာပဲဒါပေမဲ့လို့အတင်းကတကယ်စိတ်ဝင်စားတာလေကျွန်တော်ဖြစ်တယ်ဆိုတော့လက်ရှိမှာဒီအက်သလက်တစ်ကဒီလော်ရီပြောထားတဲ့ကျွန်တော်အနေနဲ့ဒီ report ကိုကြည့်တော့ကြည့်ကြည့်အောင်ဘာလို့သူဘယ်လိုပြောမလဲသူ strapo pad တော့မှာဘာလို့ဒီဟွာပြောထားတာဘာလို့ဒီ pocket ပြောထားတာဘာဖြစ်လဲဆိုတော့ Manchester United ကလိုချင်တဲ့တိုက်စင်မှုမျိုးအရဆိုရင် Victor Osimhen ဒီလုံးဝเนาะ fit ဖြစ်တဲ့ဒီတယ်မှာ United လိုချင်တဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့ striker မျိုးဖြစ်တယ်ပေါ့ဒါမဲ့လို့ဘာလို့ဖြစ်နိုင်ကြဒီကိုကျွန်တော်တွေးကြည့်ရရင်ပြဿနာတွေကတစ်ခုကဘာလဲဆိုတော့ Napoli ပဲ Napoli ဒီ Victor Osimhen နဲ့ပတ်သက်ပြီးတော့ဘလောက်ထိ ဈေးကွက်ဘယ်လိုပြောလဲဒီအပြောင်းရွှေ့ကြီးရလိုချင်တယ်လဲပေါ့အကယ်လို့ Manchester United ကကစားသမားဒီဘယ်လိုအလဲအလဲတွေကျွန်တော်တို့ offer တွေလုတ်ရင်ရောကစားမအလိုက်ပေးတာတွေပါတယ်ဆိုရင်ရော Napoli ဘက်ကလက်ခံနိုင်စွမ်းရှိသလားပေါ့ဒါတွေပဲကျွန်တော်စဉ်းစားရမှာပေါ့နော်ဘာလို့လဲဆိုတော့ဟိုလောလောဆယ်ကျွန်တော်တို့ကြည့်ကြည့်ရရင် Napoli ဒီ Ghana Chulu player မျိုးကိုစိတ်ဝင်စားနေတယ်ဆိုတော့ကျွန်တော်တို့ကောင်းကောင်းတွေ့နိုင်တယ်ဆိုတော့အကယ်လို့ဂနာချူလူမျိုးဘောနော်ဂနာချူပဲဖြစ်ဖြစ်ကစားမတယောက်ယောက်ကိုအလိုက်ပြီးပြီးတော့ နာပိုလီရဲ့တိုက်စစ်မှုအိုစီမန်ကိုခေါ်ဖို့ကြိုးပမ်းတာမျိုးຫນွေမှာဖြစ်လာမယ်ဆိုလို့ရှင်လည်းပဲသူ့အနေနဲ့ဘယ်လိုပြောလို့ຫນွေမှာဖြစ်လာနိုင်ကောင်းဖြစ်လာနိုင်တယ်ဆိုပြီးတော့သူပြောထားတယ်။ဒါစိတ်ဝင်စားဖို့ကောင်းတယ်။စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကဒီအသင်းကဒီဘယ်လိုပြောမလဲလောက proven striker မျိုးကိုကျွန်တော်တို့လိုအပ်နေတာဗျာ။တိုးနိုင်ရုံးနိုင်တဲ့ striker မျိုးကျွန်တော်ဖြစ်ရမယ် physically ရကျွန်တော် strong ဖြစ်ရမယ်ခံစစ်ကစားမားတွေနဲ့အမှန်ကန်တိုးနိုင်ရုံးနိုင်ရမယ်အမြင်ပေါ်အားကောင်းရမယ် သိတယ်မလားဒါမျိုး strong ဖြစ်တဲ့ကစားမမျိုးကိုလိုချင်တာဆိုတော့ Victor Osimhen ဒီလက်ရှိ Manchester United လိုက်ချင်တဲ့လိုချင်တဲ့ striker ပုံစံမျိုးထဲမှာအံဝင်ခွင့်ကြရာနှုန်းပြည့်ဖြစ်တဲ့ player မျိုးဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်။တေးကြရတကူကပါလဲဆိုတော့တေးကြရတကူက Napoli ဒီ Osimhen ကိုလက်လို့ချင်တယ်။နီးပြ Antonio Conte နဲ့ရော Napoli အသင်းနဲ့ရော Osimhen နဲ့ကြားထဲမှာပြဿနာတွေကတောက်လျှောက်တက်ထားတာပြီးခဲ့တဲ့နှွေးမှာဒါကြောင့်မလို့ပဲသူတို့က Chelsea ထံရောင်းဖို့သူတို့လုပ်ခဲ့တာ။ ချဲစီကကစားမားကလာစားတောင်းတာများလို့ဆိုပြီးတော့အပြောင်းအကျွံမဖြစ်မြောက်ခဲ့ဘူးတော်သူလက်ရှိတူတကီကိုတွားပြီးတော့အငှားကစားနေရတယ်ကစားမားကဒီသူတို့အငှားတွားတဲ့စာချုပ်ထဲမှာလည်းပါထားပြီးသားအငှားစာချုပ်မပြည့်ခင်မှာဂျားထဲမှာလူချင်းနဲ့အတင်းတင်းတင်းသူ့ကိုရှိခဲ့လို့သူကတိုင်းကလည်းပြောင်းကျင်နေသူအဲ့စာချုပ်ဖျက်သိမ်းပေးရမယ်ပေါ့ပြဿနာကဇန်နဝါရီပြောင်းရှုမှာကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုတော့ညီမသူပြန်ရောက်မယ်နာပိုလီကိုအတင်းကကျွန်တော်နေခေါ်မယ်ဆိုရင်တေးကြတဲ့နာပိုလီကလည်းလုံးမှာကျွန်တော်ပြောတာပြောလို့ပဲ အသင်းတင်းကအလိုမရှိတော့တဲ့ကစားမတယောက်ကိုလက်လွတ်မှာပဲဒါအပြင် release clause စာချုပ်ပါယုံကြည်ပေးရမယ်ဆိုရင်63တန်တန်60ဆိုတော့အသင်းဘက်ကတော့ဗျာအဲ့လောက်ထိပေးပါမလားပေါ့တခုကတော့အဲ့လောက်မပေးရင်တော့ရဘူးမရှိဘူးဆိုတော့ကျွန်တော်တို့နေကစားမတယောက်ကိုအလိုက်ပြီးပြီးတော့တန်30လောက်နဲ့ကျွန်တော်ကန်လန်းနာမျိုးကစားမတယောက်ကိုအလိုက်ပြီးပြီးတော့တန်40လောက်နဲ့ကန်လန်းနာမျိုးထပ်ပါတော့ဂနာချူကိုကျွန်တော်ပေးပြီးတော့အူစီမန်ကိုပြန်ယူလိုက်တာမျိုးဂနာချူနဲ့အူစီမန်ဒဲလဲတာမျိုးပေါ့ဗျာဒါမှမဟုတ်ဂနာချူ plus 10တန်းနဲ့အူစီမန်ဆိုတဲ့ပုံစံမျိုး ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီဖြစ်လာနိုင်စွမ်းတွေကကျွန်တော်ရှိတယ်အသင်းဘက်ကလည်းတိုက်စစ်ကလိုနေတာကိုကျွန်တော်ဟိုသူပြောပုံရသည်လော်ရီပြောပုံရဆိုလို့ချင်တော့ကနာချူကိုကန်းလန်းတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကနာချူနဲ့အလဲထက်လောက်တာမျိုးပဲဖြစ်ဖြစ်နောက်တစ်ယောက်ကိုကျွန်တော်ကစားမတစ်ယောက်အလိုက်ပြီးပြီးတော့ငွေသားနဲ့ပါထပ်ပြီးတော့ကန်းလန်းတာမျိုးပဲဖြစ်ဖြစ်နွေမှာအဲ့လိုဒီမြင်ခဲ့ရမယ်မြင်မမြင်ရဘူးဆိုပြီးတော့တက်အမပြောနိုင်ဘူးဆိုပြီးတော့သူပြောထားတယ်ဟိုအသင်းဘက်ကတော့ဗျာ MO ရဲ့ system နဲ့မှာ MO ရဲ့ ကစားမားတွေကိုပဲသူတို့ကဦးစားပေးပြီးတော့ offer လောက်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Okay ငါတို့ကဂါနာချူပေးကျင်တယ်ကွာမင်းတို့ဦးစီမံပေးဆိုပြီးချက်ချင်းကြီးတော့မလုပ်သင့်ဘူး။ချက်ချင်းကြီးတော့မလုပ်သင့်ဘူး။ဘာလို့လဲဆိုတော့တွေးရမယ့်ပြဿနာတွေကျွန်တော်ရှိတယ်ဗျာ။ဂါနာချူကိုရောင်းနေဆိုလို့ရှိရင်ကျွန်တော်ခုနကကျွန်တော်တို့အရင်မှပြောသလိုပဲဂါနာချူကိုရောင်းလို့တန်း60ရရင်တို့အနေနဲ့အပြောင်းပြောင်းရွှေ့ကြီးရပေါ့နော်ပြောင်းရွှေ့ကြီးရတန်း120လောက်ထိကျွန်တော်ပြန်သုံးနိုင်မှာတန်း140လောက်ထိပြန်သုံးနိုင်မှာတန်း140ဆိုတာကညီတို့စဉ်းစားကြည့်ဗျာ။ ဘယ်နှယောက်လောက်တော့ကျွန်တော်ခေါ်လို့ရမလဲတန်40တန်ကစားမလေးတွေအတင်းကလိုအပ်နေတာ3လရောက်လောက်ခေါ်ဖို့လိုတာဟုတ်အဲ့လိုမဟုတ်ဘဲနဲ့ဂါနာချူငါတို့လိုက်ပြီးမမင်းတို့အူစီမံပြန်ပေးကွာဆိုလို့ရှိရင်တော့တယောက်ပဲကျွန်တော်ရမှာဂါနာချူကိုတန်60လောက်နဲ့ကျွန်တော်ကတတ်မှတ်လိုက်ပြီးတော့လဲမယ်ဆိုရင်တောင်မှတယောက်ပဲကျွန်တော်ရမှာဆိုတော့ဈားထဲမှာပြောင်းရွှေ့ကြီးမကုံသွားတာပဲကျွန်တော်ရှိတယ်ပြန်သုံးလို့ရတဲ့အနေတိုင်းမှုကျတော့နေသွားမှာပဲဆိုတော့အတင်းနေနဲ့ တခြားကစားမပေါ့နော်တခြားကစားမတစ်ယောက်နဲ့တန်း30 plus လောက်တာမျိုးဒါမှမဟုတ်တန်း40 plus လောက်တာမျိုးဆိုလို့ရှိရင်လည်းပဲနာပိုလီဘက်ကမစင်စားဘူးလို့တော့ကျွန်တော်မပြောနိုင်ဘူးတေချာတာတခုကတော့နာပိုလီလည်းသူတို့လိုချင်တဲ့ကစားမကိုဦးစားပေးတောင်းမှာပဲထားပါတော့သူတို့ကာနာချူကိုလိုချင်တယ်မလားဇန်နဝါရီပြောင်းရွှေ့မှာဆိုလို့ရှိရင်ကာနာချူနဲ့အပြောင်းရွှေ့ဖြစ်လူနီပါတွေရှိခဲ့တာဗျာကာနာချူတောင်းတဲ့လစာများလို့သာနာပိုလီရဲ့ဘက်ကအပြောင်းရွှေ့မဖြစ်ခဲ့တာအဲ့လိုမျိုးဆိုတော့ဘယ်လိုပြောမလဲကာနာချူနဲ့ ဟိုဘူလီယံမရုံဒီစကောမက်တူမီနီလို့ပြန်ပြီးတော့ပေါင်းထုတ်တာမျိုးတွေလည်းကျွန်တော်တွေးကောင်းတွေးရနိုင်တယ်ပေါ့ဗျာနာပိုလီမှာဘာပဲပြောပါအတင်းအတွက်တော့ striker နေရာမှာ Osimhen ဒီအတင်းလူချင်းနဲ့ကျွန်တော်ပေါ်တော့ဒီရဲမှာအန်ဝင်ခွင့်ကြယာနှုံးပြေဖြစ်တယ်ဆိုတော့ပုံစံမျိုးတွေကျွန်တော်တွေ့နေရတယ်တော်ကိုကျွန်တော်တက်တော့ဒါဟိုဘူလီယံမရုံမျောလင်းချက်အများကြီးထားလို့ရတဲ့ transfer မျိုးပါဆိုတော့အတင်းနေနဲ့ကာနာချူကိုကျွန်တော်အနေနဲ့ဒါအလိုက်ပေးတင်တယ်လို့ကျွန်တော်ထင်ကြလား Osimhen ကိုရဖို့အတွက် ဒါမှမဟုတ်တခြားကစားမားတွေကိုလိုက်ပေးတင်တယ်လို့ထင်ကြလားနောက်တစ်ခုကလာစာပေးတာတွေကျွန်တော်နေနေပေါ့နော်အတင်းပါကကန့်တဖို့လိုပါတယ်သူတပြင်းတော့အူစီမန်ကိုရိုင်းကနာပိုလီကနေမဖြစ်မနေပြောင်းချင်နေတာရဲ့ကျွန်တော်တို့ကလိုချင်ပေးမယ်လေလို့သူကိုရိုင်းကပြောင်းချင်နေတာကပူမာရဲ့အတင်းနေနဲ့အများကြီးကျွန်တော်နေနေပေါ့နော်ဒီသတိထားပြီးတော့ကျိုးပန်းနေတယ်နောက်တစ်ခုကြည့်တာကကိုရီတင်းနေတော့မဟုတ်ဘူးနွေရာသီပြောင်းချူမှာကျိုးပန်းကြမှာပဲဥပမာထဲ Chelsea ဆိုလို့ချင်းလည်းပဲဒီတိုင်းသူတို့နေမှာမဟုတ်ဘူးဒီတိုင်းသူတို့နေမှာမဟုတ်ဘူးပေါ့နော်သူတို့ဒါပြန်ပြီးတော့ ဒါနာပိုလီနဲ့သူတို့ဒီညှိပြီးတော့ပေါ်လာအိုစီမန်ကိုခေါ်ဖို့အတွက်ကျူးပန်းကောင်းလင်းကျူးပန်းမှာပဲကျွန်တော်တို့ပုံတည်ပြောလို့ရတာကျွန်တော်ဘာမှရှိတာမဟုတ်ဘူးဆိုတော့ညီကတို့အနေနဲ့ရောဂါနာချူနဲ့အိုစီမန်ဒဲ့လဲတင်လာဟောအာဟိုအသင်းအနေနဲ့ပေါ့နော်သူတို့ကလည်း63နဲ့ release clause ရှိတာကိုဆိုတော့ဘယ်လိုမြင်ကြလဲဒါမှမဟုတ်တခြားကစားမကူပဲအလိုက်ပြီးပြီးတော့ကျူးပန်းတင်တယ်လို့ထင်ကြလားဆွနေကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်